ဂန္ဓာရီရဲ့စံချိန်များစွာကိုရက်တန့်စေခဲ့တဲ့ကြောင်နဲ့များ Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျ။ Cookie Star Football Show ကနေကြိုဆိုပါရယ်ကျွန်တော်ခုခက်မှာ Sunderland နဲ့ Arsenal ပွဲကတော့ပြီးသွားခဲ့ပြီ။ကျွန်တော်တို့အားလုံးမထင်ထားတဲ့ရလဒ်တစ်ခုဖြစ်သွားတယ်။ဆိုတော့ဒီပွဲရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်သွားကြပါမယ်။အရင်ဆုံး Sunderland အသင်းကိုချီးကျူးရမှာပေါ့နော်။တကယ်ကို ကောင်းမွန်တဲ့စိတ်တည်းနဲ့ခံယူချက်ပိုင်းနဲ့ချန်ပီယံဖြစ်နိုင်ခြင်းအများဆုံးအာစနယ်အသင်းကိုတည်ရေကစားသွားခဲ့တာအဲ့ဒီဒီတမတ်ဒီဆန်လန်အတွက်တော့ရမှတ်6မှတ်ရစီတဲ့ပုံစံမျိုးပဲဘာကြောင့်လဲဆိုတော့ဒီနေ့ရဒီမှာအာစနယ်အသင်းဒီဥရောပရဲ့အကောင်းဆုံးအသင်းတွေထဲမှာနှစ်သင်းနဲ့ထည့်လို့ရတယ်ဗျာနှစ်သင်းနဲ့မှာထည့်လို့ရဘိုင်မြူနစ်နဲ့အာစနယ်အဲ့လိုမျိုးဥရောပမှာပါဒိတ်ဒိတ်ဂျဲ တီးပြီးတော့ဟိန်းဟောက်ထားတဲ့အသင်းတသင်းကိုအကောင်းဆုံးခံကစားပြီးဥဆောင်ကိုလည်းတွင်းယူနိုင်ခဲ့တယ်။ဒါ့အပြင်အာစတန်ရဲ့နှစ်ကိုတကူရလက်နဲ့နိုင်နေတဲ့အချိန်ပိတ်ကစားတဲ့အခြေအနေမျိုးကိုလည်းဘရော်ဘီရဲ့တွင်းကိုနဲ့အတူတည်တမတ်ရယူနိုင်ခဲ့တယ်။အဲ့တော့ဒီတည်တမတ်ကဆန်လန်တို့အဖိုးတန်တို့ကန္နာရီအတွက်လည်းအရန်ကိုထိခိုက်နစ်နာစေခဲ့ပါတယ်။စံချိန်များစွာလည်းရက်တန့်ခဲ့ပါတယ်။ဘလို့စံချိန်တွေရက်တန့်ခဲ့တာလဲ ဒီနှစ်ပေါ်လုံးရတယ်မှာအာစနယ်အသင်းကိုနှစ်ဂိုးသွင်းနိုင်တဲ့အသင်းတစ်သင်းမှမရှိဘူးလီဗာပူးမန်စီးတီးစတဲ့ချန်ပီယံဖြစ်နိုင်ကြီးရှိတဲ့အသင်းတွေတောင်မှအာစနယ်အသင်းကိုတကူပဲသွင်းနိုင်ပါတယ်ဒါပေမဲ့ဆန်လန်အသင်းကတော့အာစနယ်အသင်းကိုဒီပေါ်လုံးရတယ်မှာနှစ်ဂိုးသွင်းတဲ့ပထမဆုံးအသင်းတစ်သင်းဖြစ်လာပါတယ်နောက်ထပ်စံချိန်ကတော့အာစနယ်ရဲ့ရှစ်ပွဲဆက်တိုက်ဂိုးမပေးရတဲ့စံချိန်ကို ချိုးဖြတ်ခဲ့ပါတယ် အာစနယ်နောက်ဆုံးဂိုးပေးခဲ့ရတာတော့နျူကတ်ဆယ်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဗိုဒမီဒီရဲ့ဂိုးကိုပေးခဲ့ရတာပါအဲ့နောက်ပိုင်းရှစ်ပွဲဆက်လုံးဝဂိုးမပေးရတော့ပါဘူးတလာခွဲကျော်လောက်ကြာပါတယ်ဒါအပြင်နောက်ဆုံးရှစ်ပွဲဆက်အနိုင်လေပျောက်ခဲ့ပါတယ်အဲ့ဒါကြောင့်အာစနယ်အတွက်အတော်လေးထိခိုက်နစ်နာစရာကောင်းခဲ့ပါတယ်ဒါမဲ့အသင်းနှစ်သင်းလုံးကိုတော့ကျွန်တော်တို့ချီးကျူးရလိမ့်မယ်ဆန်လန်ရဲ့ခံကစားပုံဝမ်းစည်းလောင်းနဲ့ပိတ်ကန်နေတဲ့ပုံကို တကယ်တူတူနဲ့ကစားမယ်ဆိုရင်အရင်ကစားခတ်သွားပြီဝမ်ဝမ်လောက်ထိကျွန်တော်လက်ခံတယ်အဲ့ဒါကို2-1နဲ့အနိုင်မရရအောင်စူးစမ်းအထောက်မှုပြုခဲ့တဲ့အာစတေကစားသမားတွေရဲ့စိတ်တပိုင်းကလည်းချီးကျူးခြင်းစရာပါ တကယ်လို့သူတို့နိုင်သွားမယ်ဆိုရင်ဒါချန်ပီယံအသင်းတစ်သင်းမှရှိသင့်ရှိတိုင်းတဲ့ဝိသေသလက္ခဏာတွေလို့ပဲပြောရမှာပါမထင်မှတ်တဲ့အခြေအနေကနေဘရော့ဘီဂိုးကိုခွင့်ပြုလိုက်ရတဲ့အတွက်ကြောင့်ဒီလိုချီးကျူးတဲ့ အချက်လက်များတော့ကိုကျွန်တော်တို့ပြောဖို့အနေငယ်တုံဆိုင်သွားတဲ့သဘောမျိုးပဲဖြစ်တာပါဒါမှမဟုတ်လေအာဆယ်တင်းဒီဒီတီဝဲကြောင့်တိုက်တယ်ရေးစင်းကနေလွဲချော်သွားတဲ့ဘာညာသဘောမျိုးတော့မဟုတ်သေးပါဘူးလောလောဆယ်ပရီးမီးယားလိပွဲစဉ်က၁၁ပွဲပဲကစားရပါသေးတယ်အာဆယ်တင်းဒီလည်းအမှတ်အများကြီးဖြတ်ပြီးရက်တည်နေတာတော့လေမဟုတ်သေးပြန်ပါဘူးဆိုတော့ပွဲစဉ်တိုင်းလို့လို့အတူစီ1စီပုံမှန် တွင်းပြီးနိုင်နေကြအတင်းတင်းအနေနဲ့အပြိတက်ကိုဟိုမပြဲအောင်ပေါ့နော်အပြောင်းလဲလေးပြုလုပ်ပြီးသွားစေခဲ့တယ်လို့ပဲယူဆပါတယ်ဆောဒီနေ့ပွဲတွေမှာပြိုင်ဘက်စန်ဒလန်ရဲ့ကစားပုံကတော်တော်ကြစ်လစ်ပြီးတော့ကစားအရန်ခတ်တယ်လီဘရစ်ဒီအဲ့လိုပုံစံမျိုးချဲစီနဲ့ပွဲတွေမှာတခါလောက်ခဲ့ဘူးလေကျွန်တော်တို့ကတော့အသင်းနဲ့တွေ့တဲ့ပွဲတွေဆိုရင်တော်တော်များလေးလာဖြစ်ပါတ နောက်တန်း၃ရောက်အထိုင်ကအဲ့ဒီ bear rat ရဲ့ mukwili ရဲ့နောက် gear trainer ရဲ့အရန်ကောင်းတယ်အထူးသဖြင့်အဲ့ bear rat နဲ့ mukwili ပေါ့လေ bear rat ဒီအတွေ့အကြုံပိုင်းလဲအကောင်းဆုံးအခြေအနေမှာရှိတယ်စိတ်ဓာတ်ပိုင်းလဲကောင်းတယ်နောက် fighting spirit လည်းပြည့်တယ်သူ့ရဲ့ physical bit ကြီးကိုကြည့်ဦးအရန်ကောင်းတယ်ဒီနေ့ပွဲစဉ်မှာ bear rat ရဲ့အဲ့ဒီ CCB တနေရာဥဥဆောင်မှုပြုတဲ့ပုံစံက Arsenal ကစားသမားတွေအတွက်အတော်လေးခက်ခဲစေခဲ့တယ်။ Now Arsenal မှာပြဿနာတရရှိတယ် ကျွန်တော်ဘလုံးမမတိုင်ခင် live လုပ်သွားသေးတယ်မီရီနိုကိုကျွန်တော်အနိုင်ငယ်စွေးနေလို့ဘာကြောင့်လဲဆိုတော့မီရီနိုကကွင်းလိုက်ကစားသမားဆိုရင်တကယ်အထောင်တိုက်ဆင်မှုပုံစံကြီးသွားဖြစ်နေဖီဒီယိုဂီယက်စ်လို့တိုးတဲ့တိုက်တဲ့ကစားသမားမျိုးပါရင်ဒီပွဲဟာပိုကြည့်ကောင်းနိုင်တယ်နေရာလွတ်တည်ရနိုင်တယ်အခုနေရာလွတ်မရဘူးအာစတန်အတင်းဒီအမြင်ပေါ်ရင်လည်းစူးစမ်းအထောက်မှုပြုလို့မရအောင်အဲ့လိုကို ကစားမရအောင်လီဘရစ်ကတေချာစီမံခန့်ခွဲသွားခဲ့တာဖြစ်ပါတယ် ဒုတိယပိုင်းရောက်မှအာတီတက်တီတက်တကယ် switch လုပ်ပြီးတော့လိုအပ်တဲ့တွင်းကိုတွေကိုတွင်းယူနိုင်ခဲ့တာပါဒါကလည်းအာစတန်တင်းရဲ့ပွဲတပွဲမှာချက်ချင်းဆိုသလိုပြောင်းလဲနိုင်တဲ့အဲရည်သွေးပိုင်းကိုပြတ်တလိုက်တဲ့သဘောမျိုးပေါ့နော်ဘရိုရဲ့ဒီဘူဟာပိုင်းနဲ့ပဲချင်းကပ်ပြီးဒီပုံစံတိုင်းကစားမယ်ဆိုရင်ဒုတိယပိုင်းမှာချက်ချင်းအဲ့လို changes ပြအောင်ကစားနိုင်ဖို့ဆိုတာတော့မလွယ်ဘူးအာစတန်တီးအဲ့လိုကစားနိုင်တဲ့အရည်သွေးမျိုးတော့ရှိနေပါတယ်အဲ့တော့ကြောင့်ကျွန်တော်ပြောတာဒီပွဲကမှန်တယ် အရန်နစ်နာခဲ့တယ်ဆိုပေမဲ့လည်းအာစတန်တင်းမှာကိုယ်ကိုသွေးကောင်းနေအများကြီးမြင်ခဲ့ရသေးတယ်။ Okay အဲ့တော့တစ်ဖက်ပေါ့နော်ဆန်လန်ရဲ့ကစားပေါက်ကိုကျွန်တော်အနေငယ်သွင်းနေချင်ပါတယ်။ဒီပုံစံက out of position မှာကစားတဲ့ပုံစံဖြစ်ပါတယ်ခင်ဗျ။ဒါကကိုယ်အသင်းရဲ့ကွင်းပတ်ချင်းနံပါတ်6နေရာမှာတနည်းအားဖြင့် deep line midfield တနည်းအားမှာကစားတဲ့ကစားသမားသူတို့ရဲ့တိုက်စစ်မှုဆိုသူ isidor အဲ့တော့ ECD ကနံပါတ်6နေရာမှာကစားပါတယ်ဆိုကမှအန်ဒိုလီဗီတို့ဘာထရန်ထရာအိုရီတို့ကတေးကြရဲဗျာစိုက်ဘန်နဲ့စိုက်မီဖီတာကစားသမားတွေဖြစ်နေပြီအဲ့တော့ဒီမှာကျွန်တော်ဘာထရန်ထရာအိုရီတစ်ဖက်မှာအန်ဒိုလီဖီလုံးဝဒီဘလော့တွေလည်းဖြစ်တယ်လိုဘလော့တွေလည်းဖြစ်တယ်ဒီဘောက်ထဲမှာကျွန်တော်အားလုံးပေါင်း9ယောက်တိတိဖြစ်သွားအဲ့ဒီ9ယောက်တိတိဒီဘလို့အမြင့်ပေါ်ပြပြရှင်းထုတ်နိုင်တယ်ဗျာသူက9ယောက်တောင် တော့9ယောက်ပဲလားဆိုတော့လည်းမဟုတ်ဘူးဒီအလေချားတွေထဲမှာလည်း၈တက်နောက်ဆင်းပုံစံမျိုးနဲ့ Bartrand Traore တို့တစ်ဖက်က Enzo Leafy တို့ဝင်ပြီးကစားပေးနေတယ်။တခါလေကျရင်လည်းဒီဘက်ကဒီ Ronaldo တို့မြူတို့စတဲ့ကစားသမားတွေကလည်းအထက်တိဝင်ပြီးတော့ကစားသေးတယ်။အဲ့တော့ Bro စဉ်းစားကြည့်ဒီဒီနေရာမှာဒီလိုအပိတ်ကြီးနဲ့ဘလို့စ조사အထုတ်မှုပြုမလဲ။ဆိုတော့ကျွန်တော်ပွဲချိန်တွင် Moment Stage ကိုတစ်ချက်ပြင်ပြီးတော့ခန်းစားကြည့်မယ်လေနော်။အဲ့တော့36မိနစ်မှာဂိုးသွင်းယူသွားခဲ့တယ်။အဲ့ဒီဂိုးဒီ ကျွန်တော်ကတော့ပြောသလိုထိချက်နှစ်ချက်ပဲရှိတယ်ဂူသမားက free kick ကန်ခွင့်ရတယ်ဒါမှမဟုတ်လေဂူသမားကသူ့ရဲ့ဂိုးပေါက်ကနေအဝေးဘေးဘောကန်မယ်ဆိုလို့ကသူတို့ကခုနကကျွန်တော်တက်တကယ်ပုံမှန်ပြထားသလိုလူစုလူဝေးနဲ့နောက်မှစုမနေတော့အကုန်ရှေ့တက်သွားအောင်အဲ့ချိန်ကျရင်အကုန်ရှေ့တက်တာဒါမဲ့ပြန်ပြီးတော့ bid up ပုံဖော်မဲ့အခါကျရင်တစင်ချင်းစီတက်တယ်လွယ်လွယ်ကူကူနဲ့ဘောလုံးပြန်ရနိုင်တဲ့အခြေအနေမျိုးတွေကိုငါတို့အားလုံးခွန်အားသုံးပြီး အတကယ် overload လုပ်မယ်ဆိုရဲသဘောမျိုး Arsenal သင်းအားတာတဲ့ sub play တွေကိုပြန်သုံးသွားတာပဲအဲ့တော့ကျွန်တော်36မိနစ်မှာ Goodma free kick ကနေကန်တင်ပေးလိုက်တာအတူဂိုးပေါက်ထဲမှာတော့မဟုတ်ဘူးဗျာဒီဂိုးပေါက်အပြင်းအားမှာရတယ်အဲ့တို့ကြောင့်ပြန်ဖက်အသင်းရဲ့ final တက်ထင်းနဲ့နည်းနည်းနီးတယ်အဲ့ဒီဘောလုံးကို Declanrise နဲ့ Belvedro ပြန်ပြီးတော့လူတဲ့အချိန် bounce ဖြစ်လာတယ် bounce ဖြစ်ပြီးပြန်ကျလာတော့ Mukili ကခေါင်းတိုက်ပြီးချပေးလိုက်တယ် Barrett တစ်ချက်ထိမ်းပြီးအ мян ကန်သွားတာဗျာ အောက်ဆိုင်ကြီးနဲ့ကန်သွားတာထိချက်လည်းကောင်းတယ်ဂိုးဝင်သွားတာလည်းတော်တော်လှတယ်ဂိုးသမားဒေးဗစ်ရိုင်ယာဘလို့မှကောက်ွယ်လို့မရခဲ့ဘူးအဲ့တော့ကျွန်တော်ဒုတိယပိုင်းရောက်တဲ့အခါမှာအတိတအနေနဲ့အနည်းငယ်ပြောင်းလဲလိုက်တဲ့ဗျူဟာပိုင်းတချို့ရှိတယ်အဲ့ဒီပိုင်းက aggressive hyper speed ਆ ဗျတော့ကိုချစ်တော်တဲ့ကဘလို့မရှိတော့တဲ့အခြေအနေမျိုးမှာအဲ့ဒီအနည်းဆက်ဆုံးကစားသမားအောင်သူနေရာကျင်းတဲ့ကျင်းအောင်ပြွေဝေသွားအောင်အဲ့ဒါလို့ပြီးတာ အန်ဒိုလီဖီတို့လိုမျိုးအနေငယ် soft ဖြစ်တဲ့ player မျိုးတွေဆိုရင်ဘောလုံးပြတ်တာပို့ပြီးတော့များတယ်ဒီတို့ကြောင့်ပဲ54မိနစ်မှာ Declan Rice ရဲ့ aggressive high press counter attack ပုံစံမျိုးနဲ့တစ်ဖက်အသင်းရဲ့ fight နဲ့တက်ထဲမှာပဲလှင်းလင်းမြန်မြန်ဘောလုံးပေးရင်ဂိုးရသွားခဲ့တယ်ကြော့ခုနက Rice ကအန်ဒိုလီဖီစီက press တဲ့ဘောလုံးကို Abrigi AZ Mirino ပြီးတော့ Saka ကိုပေးလိုက်တယ်။ Saka အကျဉ်းတောင်ကိုကန်သွင်းသွားခဲ့တယ်။ကိုယ်တော့ဘလူးမဖမ်းလို့မရအောင်။နောက်84မိနစ်မှာ trouser ရဲ့မယုံကြည်နိုင်စရာကောင်းလောက်တဲ့အရင်လှပတဲ့ဂူးကြီးပေါ့ဗျာနော် long shoe ကြီးအပေါ်ပိုက်ကိုထိဝင်သွားတာဒါပေမဲ့လည်းကံမကောင်းစွာနဲ့ brobi ရဲ့ပီကိုပြန်ပြီးတော့ခွင့်ပြုခဲ့ရတယ်အဲ့တော့ကျွန်တော်သုံးချိန်ကမှာတူတူဆိုတဲ့ဒီရလက်ပဲပေါ်ထွက်ခဲ့ပါတယ်ကေဘလူပဲဖြစ်ဖြစ်နှစ်သင်းလုံးမှာကောင်းမွန်တဲ့ GI လက္ခဏာတွေအများကြီးတွေ့ခဲ့ရတဲ့ပွဲတင်တဲ့ပွဲလိုပဲပြောရမှာဖြစ်ပါတယ်ခင်ဗျာ